ကုန်လုံးကဘုံဘုံတို့ကလုံးဝပြီးခဲ့ရတယ်လုံးဝထားခဲ့ရတယ်ပြန်တောင်းရှာကြည့်လို့မတွေ့နိုင်တော့အကုန်လုံးပြီးခဲ့ရတာကြီးပဲအခုအနေထားလည်းပြီးလိုက်နေတာပဲဒါပဲဘဝသာဝရပြောက်ွယ်ရင်းနဲ့သွားတယ်အဲ့လိုမြင်စေခြင်းနဲ့သာဝရပြောက်ွယ်ရင်းနဲ့သွားနေတာနောက်ထပ်တွေ့မဲ့အတွေ့အကြုံတွေကလည်းအဲ့ဒီနီလန်တိုင်းပြောက်ွယ်သွားမှာအခုအတွေ့အကြုံအခုဖြစ်နေတဲ့အတွေ့အကြုံအခုဘုံဘုံတန်ဝကြားနေတဲ့ဘုံဘုံကိုမြင်နေတယ်ဒါဘဝပဲနော်ဒါဖြစ်နေတာဘဝလို့ခေါ်တာ ဘုမဟုတ်တနေ့ကလည်းပြောပါတယ်မြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြံမှုချမ်းသာမှုဆင်းရဲမှုဒါတွေဖြစ်တာကိုပါခေါ်တော့ဘဝလို့ခေါ်တာအဲ့ဒါတည်မြဲသလားမတည်မြဲဘူးအပီးအပိုင်ပျောက်ကွယ်ပြီးတော့ဘဝသွားနေတာထက်ထက်ပြီးတော့အသစ်ဖြစ်နေတယ်တဘာဝတရားအကြောင်းအကျိုးဆက်ပြီးတော့ထက်ထက်အသစ်ဖြစ်နေတယ်အခုအတန်ထက်ကြားတယ်ပြီးသွားတယ်ထက်ကြားတယ်ပြီးသွားတယ်ဟောအမျိုးမျိုးပြောင်းလဲနေတယ်ဘယ်ဟာမှဘုံဘုံတို့စုတ်ကင်ထားလို့မရဘူးနော်အဲ့ဒါမျိုးတွေကိုအမှတ်ရတာပါနော် တဲ့တဲ့ပြောရလို့ရှိရင်ဝိပဿနာဉာဏ်ကိုပြောတာအိဆာတင်ညာဆိုတာဟုတ်လားအဲ့ဒါတင်ညာတစ်မျိုးအိဆာတင်ညာပြီးတော့ပါလာတော့အနတ္တတင်ညာတဲ့အနတ္တဆိုတာတန်ဖိုးမေ့တဲ့သဘောဟုတ်လားအနှစ်သာရကင်းတဲ့သဘောအဲ့ဒါကဒီမျက်စိနာနာလျှာကိုစိတ်နဲ့အာယုံ၆ပါးကိုမျက်စွာဘုရားတန်ဖိုးမေ့တယ်လို့သိဖို့အဒီမှာဟောတာအနတ္တတင်ညာအိဆာတင်ညာအနတ္တတင်ညာပြီးတော့ပေါင်းဆိုအတုပတင်ညာတဲ့အတုပတင်ညာဆိုတာမတင့်တယ်တဲ့သဘောကိုအမှတ်ရတာဘာရဲ့မတင့်တယ်တာလဲ ဒီခန္ဓာကိုယ်ကြီးရဲ့မတင့်တယ်ဆိုတော့ဣမမေဝကာယဥဒ္ဒံပါရတလာဒေါကေတမတ္တကာတဇပရိယန္တံပူရဏနပကရတအတုစီနောတဲ့ဒီခန္ဓာကိုယ်ကြီးဆွေမွေးစာခြေဘွားဆုံးခြေဘွားစာဆွေမွေးဆုံးဒါဖုံဖုံရွတ်လိုက်တဲ့ပါဠိအဋ္ဌိဒိဗ္ဗေနော်အည်သူရေဘားနဲ့အုပ်ထားတယ်မတင့်တယ်မတန့်ရှင်းတာနေနဲ့ပြည့်နှက်နေတယ်ဒီခန္ဓာကိုယ်ကြီးရဲ့အစိတ်အပိုင်းတွေကိုညံနဲ့ဆင်ញင်ကြည့်တယ်အထိဣမသမိကာယကေတာလောမနခတန္တာတဇောဒီခန္ဓာကိုယ်ကြီးမှာဆွေမွေးဆိုတာရှိတယ်ဝိညာဉ်ဆိုတာရှိတယ် ခြေသေးလက်သေးရှိတယ်ပွားရှိတယ်အရေးရှိတယ်တခုချင်းဖြုတ်ကြည့်တာနော်ရည်ရွယ်ပါအုပ်ထားတယ်ဝမ်းပိုက်ထင်ပါပါလေးရှိတော့အသေးသေးချေပန်ကရိယဦးအစာသေးအစာဟောင်းတရက်ထက်မှာပါရှိတော့အစုံနဲ့နှလုံးခြေရင်ကြီးရှိမဲကြောက်ကရှိမဲဘေးလုံးရှိမဲကောင်းထဲမှာပါလေးရှိတော့အုံနောက်တွေရှိအဲ့ဒါဆင်ကျင်တာပါအတုပတင်ညာအယိုးကိုအမာကနေရာမှာထားတယ်အကြောတွေနဲ့ဖွဲ့ရှက်ထားတယ်အသားသွေးနဲ့လိမ့်ကြံထားတယ်အည်သူရေပါနဲ့အုပ်ထားတယ် ဒီခန္ဓာအိမ်ကြီးရဲ့အကြောင်းကိုအရေဒူနဲ့အရေပါနဲ့အုပ်ထားလိုက်တာနဲ့ဘုံဘုံတို့ကဘာဖြစ်သွားမျက်စိလဲသွားယထာဘူတနတိတ်တိတဲ့မှန်တဲ့အတိုင်းအမြင်တော့ဘာမှခက်တာတော့မဟုတ်ဘူးနော်လှုပ်ကြည့်မယ်ဆိုရင်ဟုတ်လားအဲ့ဒါဘာတုံးအတုပတင်ညာအနေဆာတင်ညာအနတ္တတင်ညာအတုပတင်ညာပြီးတော့အာဒီနဝတင်ညာတဲ့အာဒီနဝဆိုတာအပြစ်အနာအစာတင်ညာဆိုတာအမှတ်ရလားခန္ဓာကိုယ်ကြီးရဲ့အပြစ်အနာအစာကိုအမှတ်ရလားအဲ့အပြစ်အနာအစာဘာပြောအောင်ဆိုတော့အနာတွေဖြစ်နိုင်တာကိုပြောတာ မတက်တာတဲ့ဒုက္ခဝေဒနာကိုဖြစ်စေတဲ့အနာယောဂါပါနော်မျက်စိရှိတော့မျက်စိယောဂါဖြစ်နိုင်တယ်မျက်စိဆေးုံသွားကြည့်မျက်စိနားနှာခေါင်းလဲချောင်းဟာမျက်စိလူတွေရဲစုနေသလားတော့အောင်မရအယိုးကျိုးတဲ့နေရာသွားကြည့်အယိုးယောဂါတဲ့ဟာကင်းစားသွားကြည့်မလားအကုန်လုံးပါတော့ယောဂါမဖြစ်နိုင်တဲ့အစိတ်အပိုင်းဆိုတာဒီခန္ဓာကိုယ်မှာရှိလားအဲ့မျက်စောဖဲအနာတွေကိုအဲ့ဒီမှာစိတ်ရှိလဲရှိဟောတယ်နော်အနာတွေဖြစ်နိုင်တယ်အနာမဖြစ်နိုင်တဲ့မနာမကျင်နိုင်တဲ့အစိတ်အပိုင်းဆိုတာဒီခန္ဓာကိုယ်မှာ ရှိဘူးအဲ့ဒါကိုစဉ်းစားတာအာဒီနဝတင်ညာနောက်ဘာဟာနာတင်ညာတဲ့၅ခုမြောက်ကဘာဟာနာဆိုတာမကောင်းတဲ့စိတ်အတွေးတွေကိုပယ်ရှားဖို့ကြိုးစားတာကိုပြောတာဒီမကောင်းတဲ့အတွေးတွေကိုခြေခံပြီးတော့မဟုတ်တာတွေလုံးမိပြုံးမိပြီးတော့ငါဒုက္ခရောက်ရတာဒါကြောင့်မကောင်းတဲ့အတွေးဖြစ်လာရင်ငါလက်မခံဘူးဆိုပြီးတော့ကာမဝိတ္တပြဘာဒဝိတ္တဝိညာဝိတ္တလောဘဒေါသနဲ့တွေးတဲ့အတွေးတွေကိုဖယ်ရှားဖို့ကြိုးစားတာကိုဘာဟာနာတင်ညာလို့ခေါ်တာအားမျိုးရှိပြီနော်။နောက်ဝိဓာကတင်ညာနိရောဓတင်ညာတဲ့6ခုမြောက်နဲ့9ခုမြောက်တင်ညာ ိရာဂနဲ့និရောဓဆိုတာနိဗ္ဗာန်ကိုယဉ်ညွှန်းတာအဲ့ဒါမြတ်စွာဘုရားဒီယုတ်တင်နဲ့ဒီသင်္ခါရတရားတွေဟာစင်ရဲတယ်ပေါ့နော်ဒီသင်္ခါရတရားချုပ်ငင်းရနိဗ္ဗာန်ဆိုတဲ့တရားဟာငြိမ်သက်တယ်မွန်မြတ်တယ်ကောင်းမွန်တယ်ဟောအဲ့ဒီလိုစဉ်းစားလိုက်တာအဲ့ဒါနိဗ္ဗာန်အကြောင်းကိုစဉ်းစားတာအဲ့ဒါကောင်းတဲ့စိတ်ဓာတ်တွေဖြစ်တယ်အဲ့ဒီသင်ညာတန်ဖိုးရှိရနော်ကိလေသာကင်းရဒုက္ခချုပ်ရနိဗ္ဗာန်ဆိုတဲ့တရားဟာမွန်မြတ်တယ်ငြိမ်သက်တယ်သင်္ခါရတရားတွေဟာယုံရင်းတယ်ကြံထမ်းတယ်စင်ရဲတယ်လို့ နိဗ္ဗာန်နဲ့ဒီသင်္ခါရတရားတွေနဲ့ကိုနှိုင်းရှင်ပြီးတော့နိဗ္ဗာန်ကိုချမ်းသာတယ်လို့စဉ်းစားဆင်ခြင်တာအဲ့ဒါဝိဒါကတင်ညာဒီတော့တင်ညာလေးနဲ့တော့နောက်တဲ့ဥစ္စာဟုတ်လားနောက်ပြီးတော့ပါလာတော့ဆိုတော့တပ်ပသင်္ခါရေတုတပ်ပလောကီအနာဘိတတတင်ညာလောကကြီးကပြုံမွေးစရာမကောင်းဘူးပြုံမွေးစရာမရှိဘူးလို့စဉ်းစားလာအဲ့တော့ဒီယုတ်ဒီနန်နေရဲ့ပုံမှာဥပါဒံအစွဲနဲ့တော့ငါလို့သူလို့ထင်နေတဲ့အထင်တွေကိုပယ်စွန့်တာလို့မြတ်စွာဘုရားကိုတော်တိုင်အတိတ်ပဲဖွင့်ပြတယ်အဲ့ဒီတင်ညာသူအဆင့်မြင့်တယ်နောက်ပြီးတော့တပ်ပသင်္ခါရေတုအနိစ္စာတင်ညာတဲ့ ဲ့ဒါဘာတုံးဆိုတော့အလုံးစုံသောသင်္ခါရတရားတွေကိုအလိုမရှိတဲ့သင်ညာအနိစ္စမဟုတ်ဘူးသူကအနိစ္စာနာအိစ္စာအလိုမရှိဘူးဒီသင်္ခါရတရားတွေဖြစ်နေရတာကိုပဲစိတ်ထဲမှာရှက်တယ်ယွန်းတယ်ဆိုတဲ့သဘောမျိုးထိဟောတာအဲ့ဒီမှာမြတ်စွာဘုရားမြင့်သွားပြီနော်အဲ့ဒါတွေကြတော့ဒါယုံနယ်ရဲ့သဘာဝကိုဘုရားကတော့မြင်တာကိုကျွတ်တော့တော့မမြင်သေးတဲ့အခါကျတော့အကောင့်ထင်ပြီးတော့မလုပ်နေတော့ဖတ်တွယ်ထားတာပေါ့စိတ်ကဟုတ်လားတပ္ပသင်္ခါရတွေသူအနိစ္စာသင်ညာအလုံးစုံသောသင်္ခါရတရားတွေကိုအလိုမရှိဘူးဆိုတဲ့အမှတ်သင်ညာ နောက်ဆုံးကြတော့မှဆယ်ခုမြောက်ကအာနာပါနတတိတဲ့ဝင်သက်ထွက်သက်ပုံမှာအမြဲတမ်းစိတ်ထားတာပညာဆယ်မျိုးမှတ်ထားနော်အဲ့ဒါဂိတိမာနန္ဒယံကိုလည်းသွားဟောရောအဲ့ဒါလည်းနာပြီးရောပျောက်သွားရောပါဒါကြောင့်ရင်ဆိုင်တဲ့နီးဘာလို့မတော့ဒီခန္ဓာရဲ့အမှန်တဘာဝတွေကို စိတ်နဲ့ဆင်ញင်မယ်နှလုံးသွင်းမယ်အဲ့ဒါအစွမ်းရှိတယ်ဟုတ်လား